်မင်္ဂလာပါရှင်ကျွန်မကတော့ချချူဆက်မှာ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရောင်းမယ်စကိုင်းတိုင်းကလေးမျိုးမော်လိုက်ကျင်းထောင်ကထောင်ပိုင်းဦးအောင်မွေးနဲ့အချင်းဦးစီးအရာရှိဝန်ထမ်းတွေကအကျဉ်းသားတွေကိုအုံချကငွေကြေးရှာဖွေ လက်စားနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကနိုဝင်ဘာလ17ရက်မှာထုတ်ပြန်ပါတယ်။ မော်လိုက်အကျဉ်ထောင်ကထောင်ပိုင်ဦးအောင်မိုးဝင်းဟာနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်မှုတွေနဲ့ပတ်သက်လို့တာဝန်အရှိဆုံးသူဖြစ်တဲ့အပြင်ပြည်ပေါ်ကပစ္စည်းထုတ်လုပ်ရေးကိုအကျဉ်းသားတွေကိုဖိအားပေးခိုင်းစေပြီးတလကိုငွေကျပ်3500ဝန်းကျင်ရရှိပေမဲ့အကျဉ်းသားတွေအနေနဲ့အကျိုးခံစားခွင့်မရရှိဘူးလို့ဆိုပါတယ်အကျဉ်းထောင်တွင် တာမြေပစ္စည်းဖြစ်တဲ့ကိုရရွေယူဆောင်တည်သွေးခွင့်မပြုရလို့အမိန့်ထုတ်ပြန်ပြီးထောင်တွင်းမှာကိုရကိုအမြတ်ကြီးစားရောင်းချနေတဲ့အပြင် ထောင်တွင်းမူးမြူရေးနဲ့စပြိုရေးကအရရှိတဲ့တိနှံ့တွေကိုပြင်ပဝယ်ယူလိုသူတွေဇီအောင်ချပြီးအကျဉ်းသားရိတ်ခါအတွက်စိုက်ပျိုးစားတောက်ခွင့်ကိုကန့်သတ်ထားတယ်လို့ဆိုပါတယ်။လက်စာမှုနဲ့ကိုကျိုးစီပွားရှာဖွေနေတဲ့ထောင်အာဏာပိုင်တွေကိုလူမှုရေးပြစ်ဒဏ်ပေးဖို့အထူးလိုအပ်နေပြီး PPNM အဖွဲ့အစည်းအနေနဲ့လည်းထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဖြစ်လာစေရေးကလေးမျိုးအနီးကမိဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ရှင်။ စစ်ကောင်စီဟာချင်းပြည်နယ်တဲကဟာခါထန်တလန်တီးတိန်စတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲပထမပိုင်းကျင်းပဖို့ပြင်ဆင်နေတယ်လို့တပြည်နယ်လုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်း83ရောက်ကိုလည်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။တစ်ဖက်မှာလည်းချင်းပြည်ကောင်စီ CC ကအချမ်းဖတ်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်တားဆီးရေးဥပဒေနဲ့ပြည်သူအခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုံ့ထုံးလုံနီးဆိုတဲ့ကြေညာချက်တစ်ရက်ကိုနိုဝင်ဘာလ6ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ပြဋ္ဌာန်းချက်ထဲမှာရွေးကောက်ပွဲအတွက်ချင်းနိုင်ငံရေးပါတီတည်ထောင်ပြီးနိုင်ငံရေးပါတီမှတ်ပုံတင်တာချင်းပြည်အတွင်းပါတီရုံးဖွင့်လစ်တာတွေကိုတားမြစ်ကြောင်းပါတီတစ်ခုမှဖြစ်စီဒါမှမဟုတ်တတိပုဂ္ဂလဖြစ်စီရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာစတာတွေကိုတားမြစ်ပြီးရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးတာလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ချင်းလူလူကိုမဲဆွယ်စည်းရုံးတာနဲ့စစ်ပေးဆောင်ချင်းပြည်သူတွေအနေနဲ့ဆန္ဒမဲပေးတာတွေမပြုတ်လုပ်ဖို့လဲပါရှိပါတယ်စစ်ကောင်မရှင်ရွေးကောက်ပွဲမှာ ပါဝင်ရှိပိုင်တဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုအလုံးကိုပြည်သူဝိုင်းဖြစ်သိမ်းဆည်းမယ်လို့လည်းပြဋ္ဌာန်းချက်မှာပါရှိပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တာကြောင့်တခုခုဖြစ်ခဲ့ရင်အဲ့ဒီလူတွေအနေနဲ့တာဝန်ခံရမယ်လို့ချင်းပြည်ကောင်စီတာဝန်ရှိသူစလိုင်းထန်နီကပြောပါတယ်။ပါဝင်ပတ်သက်မှု မလောက်ကြဖို့တခုခုဖြစ်လာရင်ဒါဖြစ်လာမဲ့စူးစူးကတော့ပေါင်းပတ်သက်သူတွေအပေါ်မှာပဲတောင်းအောင်ရှိတယ်ချင်းပြည်သူတွေစိတ်ပူပါမှုမရှိကြဖို့ကျွန်တော်မြတ်တာရခံချင်တယ်တိုင်းနိုင်ဆုံးဒီစစ်ကောင်စီဒီမှာထုတ်ချက်ရေးအတွက်တိုင်းနာမှာကျွန်တော်တို့အားတီလောင်းပြီးတော့အခုတက်လာတဲ့စစ်ကောင်စီအကြမ်းဖက်ဖွဲ့စည်းတွေကတိုင်းနိုင်ဆုံးခုခံတာကိုတော့မယ်ဒီလိုသူအနေနဲ့လောရတဲ့တိုင်းနိုင်ကများပူပေါင်းပေါင်းပြကြဖို့ကျွန်တော်မြတ်တာရခံပြပါတယ်တစ်ဖက်မှာလည်း စစ်ကောင်စီဟာရွေးကောက်ပွဲနီးလာနဲ့အမျှချင်းကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်နေတယ်လို့အဲ့ဒီဒေသတွေမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေ့နေရတယ်လို့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောကြပါဗျ။အဲ့ဒီထိုးစစ်ကြောင့်ချင်းပြည်မြောက်ပိုင်းကဖလန်တီးတိန်နဲ့ကလေးတိုင်းငင်ဘက်မှာချင်းတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေပြင်းထန်နေပါဗျ။ဒါကြောင့်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲဟာတရားဝင်မှာမဟုတ်တယ်လို့ပြည်သူတွေအနေနဲ့လည်း ယုံကြည်စရာကောင်းတဲ့ရလဲရမှာမဟုတ်ဘူးလို့2020ရွေးကောက်ပွဲမှာတီးတိမ်မျိုးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဝင်ရောက်ရှင်ပြိုင်ခဲ့မှုသူတယောက်ကပြောပါတယ်ဒီရွေးကောက်ပွဲကတော့မမွေးခင်ကလေးကပြက်စီးနေတဲ့တားလို့ဖြစ်နေဒီရွေးကောက်ပွဲလို့ချင်လို့လုံးလုံးစစ်ကြောင်းထူတယ် အိမ်ဒီကိုမီးရှို့တယ်လူဒီတတ်တယ်ဒီရွေးကောက်ပွဲကဘယ်ရှို့တော့ကပဲချီချီဘတူပဲချီချီကောက်ပွဲကထွက်လာတဲ့လွတ်တော်ကတော့ဘတူမအတိမမပြူဘူးဆိုတာကတိတာပြီးပြီစစ်ဘူချုပ်ကြီးဒီဦးစီးတဲ့ရွေးကောက်ပွဲတွေကတိုက်ပြီးကိုကောင်းလာအောင်ဆန်းဆောင်နေတာတခုမှမရှိဘူးစစ်ကောင်စီကဥဆောင်ချင်းပါမယ်ချင်းပြည်နယ်ရွေးကောက်ပွဲမှာပြည်နယ်လွတ်တော်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်တို့မှာ ကိုစလဲ28နေရာအတွက်ပြည်အောင်စုကြံခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP က28နေရာခုမီမျိုးသားပါတီက2နေရာပြည်သူ့ရှေ့ဆောင်ပါတီ PPP က9နေရာဇိုမီမျိုးသားပါတီ ZMB က19နေရာချင်းပြည်သူ့ကွန်ကရက်ပါတီ NCC က26နေရာအသီးသီးရှင်ပြိုင်သွားမှာဖြစ်တယ်လို့ UEC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ကျမဒီဝီပါ ထိုင်းနိုင်ငံရေနောင်းမြို့လာဝကယုံကပြစ်ဒဏ်ချခံရပြီးလွေရစေမြန်မာနိုင်ငံသားအယောက်90ကိုနိုဝင်ဘာလ10ရက်နေ့လယ်ပိုင်းကမြန်မာနိုင်ငံကော့တောင်ဘက်ကအာဏာပိုင်တွေကိုပြည်လည်လွှဲပြောင်းပေးခဲ့တယ်လို့ကော့တောင်ဒေသခံတွေကပြောပါရတယ်။ရေနောင်းမြို့ပန်နာရက်ကွက်မှာရှိတဲ့အကောက်ခွန်လှေဆက်ကတဆင့်အချုပ်သားအယောက်90ထဲကမြို့သားတွေကိုပဲမြန်မာအာဏာပိုင်တွေဘက်က ကားတွေနဲ့လာရောက်ခုဆောင်သွားပြီးအရင်လိုစစ်ကားတွေနဲ့လာခေါ်တာမျိုးမဟုတ်ပဲရက်ဖက်ကားတွေနဲ့လာခေါ်တာဖြစ်ကအဲ့ဒီလူတွေကိုတက်ထဲမှာယာယီထားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အရင်ကထိုင်ဘက်ခြံကပြည်လဲလွှဲပြောင်းတဲ့မြန်မာနိုင်ငံသားတွေထဲကအမျိုးသားတွေကိုငွေကြေးနဲ့ပြန်ရွေးခိုင်းတာရှိတယ်လို့တချို့ကတော့စစ်မှုထမ်းတဲ့ထည့်ပြီးအမျိုးသမီးတွေကိုတော့ထိန်သိမ်းရေးစင်တာမှာထားတယ်လို့ဆိုပါတယ်။ ဌာနကံရင်နောင်လာဝကအချုပ်ထောင်ကနေအခုတစ်ပတ်အတွင်းနေရလွှဲပြောင်းပို့ဆောင်နေတာနှစ်ကြိမ်ရှိပြီဖြစ်ပြီးပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကအချုပ်သားအယောက်59ယောက်ကိုကော့တောင်ဘက်ကနေတဆင်မြမအာနာပိုင်တွေစီ ပြည်လဲလွှဲပြောင်းခဲ့ပါသေးတယ်။အဲ့ဒီလိုပြည်လဲလွှဲပြောင်းခရရသူတွေထက်က စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုကော့တောက်အခြေဆိုင်ခလာရ262နှစ်နဲ့ခမာရ431တက်တွေကနေစစ်မှုထမ်းမှုအတွက် တခြားဒေသအသီးသီးကို ပြန်လည်လွှဲပြောင်းမှုတွေရှိတယ်လို့လည်းသိရပါတယ်ရှင်။ ဘရာဇီးတောင်ပိုင်းပြည်နယ်အလဲပိုင်းပါရာနာမြို့မှာလေစင်နှမောင်း၃ခုတက်ခတ်ခဲ့လို့လူ၆ဦးသေဆုံးခဲ့ပြီးလေတိုက်နှုန်းကတနအီကိုကီလိုမီတာ330တနအီမိုင်205မိုင်အထိရောက်ရှိခဲ့ကြောင်းပါရာနာမိုးလေဝသနဲ့ပတ်ဝန်းကျင်စောင့်ကြည့်ရေးစနစ်စိုက်ဖာရဲ့အဆိုအရသိရပါတယ်။ထိခိုက်ခံရတဲ့မြို့တွေကတော့ရီယိုပိုနီတိုဒိုအီဂွာဆူဂွာရာပွာဘာနဲ့တူရဘိုမြို့တွေဖြစ်ကြပြီး F3 အမျိုးအစားလေးစင်နမောင်းကြောင့်အဆောင်တွေ90ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးသွားတဲ့ Rio Bonito do Iguaçu မြို့ကအပျက်စီးအများဆုံးဖြစ်ပါတယ်။သေဆုံးသွားသူတွေဟာ Rio Bonito do Iguaçu မှာ9ဦးနဲ့ Guara Puaba မှာ2ဦးတို့ဖြစ်ကြပြီးဒဏ်ရာရသူစုစုပေါင်း950လောက်ရှိပါတယ်။လူဦးရေ1400လောက်ရှိတဲ့ Torrio Bonito do Iguaçu မြို့ကိုမိသက်ဌာနမှစစ်ပွဲဇုန်နယ်မြေအဖြစ်ဖော်ပြထားပါတယ်။ မုန်တိုင်းတွေဟာပြင်းထန်ဆုံးမိုးလေဝသဖွဲ့စည်းပုံမျိုးစားဖြစ်တဲ့ super series ကြောင့်ဖြစ်ပွားခဲ့ပြီးအဲ့ဒါတွေကို radar အချက်လက်တွေ၊ video တွေ၊လေကြောင်းစစ်တမ်းတွေနဲ့မြေပြင်စစ်ဆေးမှုတွေကိုအသုံးပြုပြီးခွဲခြားစိတ်ဖြာခဲ့ပါတယ်။ဒီနေ့အစိုးရဟာပြည်လဲတိဆောက်ရေးအတွက်ဘရာဇီးငွေရီယယ်တန်90ကိုကြေညာခဲ့ပြီးအိမ်နောက်စုတစုကိုရီယယ်9000အထိအသုံးပြုခဲ့ပါတယ်ရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူဆမ်းပါရှင်